ဟယ်လိုအားလုံးပဲမင်္ဂလာပါအခုတခါမှမလုပ်ပေးဘူးသေးတဲ့အဲပစ်ကပိုင်းရီဒင်းတွေလုပ်ပေးခြင်းလို့ညာဘက်ကြီး လုပ်ပေးလိုက်တယ်ဗောနော်အရင်ဆုံးခေါင်းစဉ်နာမည်ကခလေးနဲ့ပဲဆိုင်နေတာဗောနော်ခလေးအခလေး page အတွက်ကိုအဓိကရည်ရွယ်ပြီးတော့လုပ်တာဖြစ်တယ်အဲ့မှာဆိုရင်အခုခလေးဒီနေ့ပတ်သက်ပြီးဘာပြဿနာမှမရှိတဲ့သူတွေကဒီဗီဒီယိုလာမကြည့်ပါနဲ့နော်ကိုကလေးကကျမ်းမာနေတယ်ဘာပြဿနာမှမရှိဘူးလက်ရှိမှာလည်း ကျမ်းမာနေတယ်ဆိုရင်ဒီဗီဒီယိုလာမကြည့်ပါနဲ့ကိုယ်ကလေးကအခုချိန်မှာကျမ်းမာရေးပြဿနာတစုံတစ်ခုကြီးကြီးမားမားနဲ့ကြုံတွေ့နေရတယ်အဲ့ဒီကျမ်းမာရေးပြဿနာကဖြေရှာမရတာမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်လို့ရတယ် pick up by reading ဖြစ်တဲ့အတွက် energy check ကိုအရင်ကြည့်ပါတော့ energy check နဲ့ကြိုက်တယ်ဆိုရင်အဲ့ဒီပိုင်းကိုအစအဆုံးကြည့်လို့ရတယ်အရှိမပိုင်း1ပိုင်း2ပိုင်း3ဆိုပြီးတော့ပေးထားတယ် 123ဆိုပြီးကနန်းသုံးခုထဲကြိုက်တာရွေးလို့လည်းရတယ်ကတ်တရမေဂျာကတ်22ကတ်ထဲကတကတ်စီဂျိုပြီးတော့ထုတ်ထားတယ်။ပိုင်ဓမ္မဘုံရဲ့ဒီမှာသူတို့ရဲ့တတ်မှတ်ထားတဲ့အရာလေးတွေပြထားတယ်။ဒါလေးတွေကိုကြည့်ပြီးရွေးလေးရတယ်ပေါ့နော်။ဒါပိုင်1အတွက်ကကြတော့အဲကျွတ်နဲ့ပေါ့နော်ကျွတ်နဲ့ပတီလေးကျွန်းတဲ့ရှစ်လုံးဝဒီလေးကိုရွေးထားတယ်ပိုင်ဝမ်းကိုရွေးချင်မဲ့သူတွေကျွန်းတဲ့ဗီဒီယိုရွေးချင်တယ်ဆိုရင်ပိုင်ဝမ်းကိုရွေးလို့ရတယ်ပိုင်2အတွက်ကကြတော့ဒီခရစ်စတယ်တာဝါလေးပေါ့နော်ဒီခရစ်စတယ်တာဝါလေးကိုရွေးချင်တဲ့သူကပိုင်2ကိုရွေးလို့ရတယ် နောက်တစ်ခုကဒါကကြတော့အဲရေတံပေါ့နော်ရေတံပတိလေးအဲ့ဒီဟာကပိုင်3အဲ့တော့အရင်ဆုံးစိတ်ကိုရေရောက်တာကိုယ်ကလေးလက်ရှိကြုံနေရတဲ့ကျန်းမာရေးပြဿနာနဲ့ပတ်သက်ပြီးသိချင်ပါတယ်လို့ရွေးချယ်စိတ်ထဲမှာစဉ်းစားဆုံးဖြတ်လိုက်ပြီးပိုင်1 2 3ခုတည်းကကိုယ့်ကိုအစွဲဆောင်နိုင်ဆုံးဖြစ်တဲ့ပိုင်ကိုရွေးရွေးလိုက်ပြီးသွားလို့ရှိရင်အဲ့ဒီကတ်တစ်ခုချင်းနေစီရဲ့လက်ရှိ ကလေးရဲ့ energy check ကိုပြောပြမယ်အဲ့ဒါနဲ့ကြိုက်တယ်ဆိုရင်အဲ့ဒီပိုင်ကိုဆက်ကြည့်ပါတော့မကြိုက်ဘူးဆိုရင်တခြားပိုင်တစ်ခုခုကိုပြောင်းကြည့်လို့ရတယ်ဒီပိုင်၃ခုလုံးထဲမှာ energy မကြိုက်တာမျိုးလည်းဖြစ်နိုင်တယ်ဘာလို့ဆိုတော့လူအများကြီးထောင်ချီပြီးတော့လာကြည့်မှဖြစ်တဲ့အတွက်ကိုယ်နဲ့လုံးဝမကြိုက်တာလည်းဖြစ်နိုင်တယ်အဲ့ဒါဆိုရင်တော့ဒီ reading ကိုကြော်သွားလို့ရတယ်တကယ်လို့ energy check မှာကြိုက်တယ်ဆိုရင်တော့ reading ကိုအစာဆုံးကြည့်လို့ရတယ်ဒါကဒီကျွတ်နဲ့ပဒီလေးကိုကျွတ်နဲ့စိတ်ပဒီကိုရွေးချယ်ထားတဲ့ပိုင်ဝန်းသမားလေးတွေရက်ကပ်ပေါ့နော် ပိုင်ဝမ်းသမားလေးတွေ energy check ကိုကြည့်အောင် the hermit เนาะပိုင်ဝမ်းသမားလေးပိုင်ဝမ်းကိုလာကြည့်တဲ့သူတွေရဲ့ခလေးရဲ့လက်ရှိအဲလက်ရှိ energy ပေါ့เนาะပိုင်ဝမ်းရဲ့လက်ရှိ energy ကဆိုလို့ရှိရင်ခလေးကအဲနာတာရှိယောဂမျိုးဖြစ်နေတာကြာပြီပေါ့เนาะအဲဒီလိုပဲကုလိုက်ပျောက်တလို့လို့ဖြစ်လိုက်ပြင်ပြန်ဖြစ်လိုက်အဲ့လိုမျိုးကြာနေပြီဒါပေမဲ့လည်းယောဂမမေရရရှာမတွေ့တာမျိုးကုသမှုတည်တည်ချာချာ အဲမရတာမျိုးဖြစ်နေတာကြာပြီပေါ့เนาะအဲ့လိုအဖြေအဖြေရှာနေတဲ့ဟာမျိုးเนาะဒီမှာမိအိမ်ထုံပြီးတော့လိုက်ရှာနေတယ်ဟိုဗမာဆရာတွေရောဗမာဘုံကြီးတွေရေရာတွေဘာတွေနဲ့လဲအကုန်လုံးလဲလုတ်ပြီးသွားပြီပေါ့เนาะအဲအဲ့လိုမျိုးအဖြေမရသေးဘူးဆိုတော့ပုံစံမျိုးကို တွေ့ရတယ်ဒါဆိုရင်ဒီလက်ရှိဒီ energy နဲ့ဒီကနေ့ကြိုက်တယ်ဆိုရင်ဒီ reading ကိုဆက်ကြည့်ပါပေါ့เนาะ ဆက်ကြည့်အောင်เนาะဒီပိုင်ဝမ်းကိုရွေးချယ်ထားတဲ့ကလေးနဲ့ပတ်သက်ပြီးတော့ King of Cups နဲ့ The Wall နဲ့ဆိုပြီးတော့ကြားထားတယ်เนาะ King of Cups နဲ့ The Wall နဲ့ဆိုတော့အဲဒီမိဘတွေကကလေးကိုတော့အယမ်းချစ်တယ်เนาะကလေးအတွက်ကိုကောင်းစေချင်တယ်ဒါပေမဲ့ဒါပေမဲ့ကိုကလေးကိုကုသတဲ့နေရာမှာကုသမှုတွေခံယူတဲ့နေရာမှာကိုကိုကိုဒီအဝင်းအဝိုင်းထဲမှာတူလား နော် the wall တခြား the wall rider cut တွေနဲ့ဆာလို့ရှင်ဒီ cut ကကျိုးကြီးရဲ့မှာသူကဘယ်လိုခေါ်မလဲကျိုးကြီးကလည်းမလှမပကျိုးကြီးရဲ့မှာသူကပိတ်မိနေတာပေါ့နော်အဲ့တော့ကုသမှုတွေခံယူတဲ့နေရာမှာချစ်တာတော့ချစ်တယ်ဒါပေမဲ့ကုသမှုထိရောက်မှုလိုနေတယ်ဆိုတဲ့ဟာမျိုးနော်ကိုကုတဲ့ဟာတွေကကိုမှန်တယ်လို့ယူဆနေတာမျိုးကိုရဲ့ဒီကျင်းမြောင်းတဲ့အဝင်းအဝိုင်းထဲမှာပဲ ဖြေရှာနေတယ်အမြင်ဒီအဝင်းဝိုင်းအပြင်ဘက်ကိုထွက်ပြီးတော့အဖြေရှာဖို့လိုနေသေးတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်အကိုကိုဒီကလေးကျမကြီးနဲ့ပတ်သက်ပြီးတော့ဘေးရနေပြီးတော့ဒီလိုစကားတွေနဲ့အကြံဉာဏ်ပေးနေတာတွေက option တွေကအများကြီးပဲပေါ့နော်တယောက်ကလည်းဟဲ့အဲ့ဒီကလေးလူလူဖြစ်တယ်ဆိုရင်ဟိုလိုလေးလောက်ရတယ်ဒီလိုလောက်ရတယ်ငါကတော့ဘယ်ဆရာဝန်နဲ့ပြရတာဘယ်လိုလုပ်လိုက်တာကောင်းသွားတာငါကတော့ဘာဒီ ကြိတ်ကျွေးတာကောင်းသွားတာဘာတွေထောင်းတိုက်တာကောင်းသွားတာဘယ်ဆရာဝင်ရဲ့ဟိုသူတို့ကလေးတွေကောင်းတယ်ဆိုတိုင်းသူတို့ကြာဘူးနောင်ကသူတို့ရက်ွက်တရကလေးသူတို့ကြာဘူးကလေးတွေကောင်းတယ်ဆိုတိုင်းကိုယ့်ကိုအကြံဉာဏ်တွေလာပေးတဲ့အခါမှာကိုယ်ရေရတည်ကြတဲ့ဆုံးဖြတ်ချက်ကိုမချနိုင်ဘူးဘာလို့အမှန်မသိဘူးကိုကိုကိုဘာလို့အမှန်မသိမရွေးချယ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေတွေ့တယ်เนาะအတိတ်မှာတော့လည်းစစ်စော့ကွိုင်းเนาะ အဲ့ဆစ်စော်ကွန်ဆိုဒီကလေးရဲ့ကျမကြီးကြောင့်မို့လို့ပတ်စံတွေကလည်းကုန်တာတော့တော်တော်ကုန်ပြီးသွားပြီเนาะအဲဘလို့အခြေအနေပဲဖြစ်ဖြစ်ဆိုရင်ရေတရာပဲခြေတာပဲဖြစ်ဖြစ်လူတာတန်းတာပဲဖြစ်ဖြစ်ဈေးကူတာပဲဖြစ်ဖြစ်ဒီကလေးအတွက်ကျမကြီးအတွက်ကိုတော်တော်တော့ကုန်ခဲ့ပြီးပြီလို့ပြထားတယ်ဝီတော့ဖို့ဂျုံနဲ့เนาะအဲကန့်ကျမကအပြောင်းအလဲတွေဂျုံလာဖို့ရှိတယ်เนาะကန့်ကျမအပြောင်းလဲဂျုံလာဖို့ရှိတယ်အခုလုံနေတဲ့အချောင်းခြေနေတွေ အဲလုံရက်တွေအကြောင်းအရာတွေကနေပြီးတော့အပြောင်းလဲတွေလုံကြည့်ဖို့လိုတယ်။အရင်သွားနေတဲ့အတိုင်းပဲဒီဒီအဝင်းအဝိုင်းတွေကမထွက်တဲ့ပုံစံအတိုင်းပဲသွားနေလို့ရှိရင်တော့နိုင်ရည်ကမိလောက်ပြည့်စည်သွားတယ်။ပြီးရင်မိလောက်ပြည့်စည်သွားလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေကိုပြရတယ်နော်။ကန်ဂျမာလဲဘိန်ဝီလော့ဖော်ဂျွန်ဆိုကန်ဂျမာလဲဘိန်ကအဲတပတ်လဲဖို့အတွက်အပြောင်းလဲတစ်ခုခုလုပ်ဖို့အတွက်ကိုလိုနေပြီဆိုတဲ့ပုံစံမျိုးကိုပြထားတယ်နော်။အဲတော့ဒါက MD လုံတဲ့နဲ့အန်ဂျီပေါ့နော်ပြဒီမိဘတွေလုံတဲ့လုံထိုက်တာကိုပြောပြပါဆိုပြီးတော့မိသားတွေဖြစ်တဲ့လုံတဲ့လုံထိုက်တဲ့အန်ဂျီ is is of source နော် is of source တခုခုကိုတော့တည်တည်ချာချာအစအနေပြန်စရတော့မယ်ကိုမမလုံရသေးတဲ့ဟာဘာရှိလဲပေါ့နော်ကိုမလုံရသေးတဲ့ဟာကတိကျမှန်ကန်တဲ့ကုသမှုကိုဟိုဒီကလေးနဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေစီမှာပြပြီးပြီလား အစာနေပြီးတက်တကယ်တက်ကြောတဲ့လူနဲ့အဖြေရှာပြီးပြီလားနီးစက်ရဆေးရုံဆေးကန်းတွေနီးစက်ရကျန်းမာရေးဌာနတွေမှာမဟုတ်ဘဲနဲ့ဒီကလေးကဒီကလေးမှာခံစားနေရတဲ့ယောဂအမှန်ကိုရှာပြီးပြီလားထားပါတော့ဥမာကလေးကဖြူဖက်ဖြူဖြစ်နေရဆိုလို့ရှိရင်အာကလေးကဖြူဖက်ဖြူဖြစ်နေရဘာကြောင့်လဲသွေးကြောင့်လားเนาะကိုယ်ခံအားမကောင်းလို့လား ခွဲရစေရမယ့်ယောဂတခုခုရှိနေလို့လားကင်စာတွေပါလေလားအဲတခြားကုကုသလို့ရတဲ့ယောဂလားမကုသဘဲနဲ့ဆေးနဲ့ထိန်းရမယ့်ယောဂလားခွဲစိတ်မှပြောင်းမယ့်ယောဂလားဆိုတာကိုတိတိကျကျရေဆုံးမြေဆုံးအစအနေပြန်စတင်ဖို့လိုတယ်เนาะ ace of sword ဆိုတာကဒါဓာတ်ကိုကြော်ပြီးမှအောင်မြင်မှုရမယ်ဆိုတဲ့ဟာမျိုးเนาะအစအနေပြီးတော့အခက်အခဲတွေကိုဒီမှာဒီမြေကြီးတွေကနေပြီးတော့အားနဲ့ထိုး တကားယူထိုးဖွဲလိုက်တဲ့အခါမှာပွင့်သွားတယ်ဗောနော်အဲ့လိုမျိုးပုံစံမျိုးလုပ်ဖို့လိုတယ်တကယ်လို့ခွဲရဆိတ်ရမယ့်ယောဂါတွေအသားစာယူပြီးအပြေရှာရမယ့်ယောဂါတွေဆိုလို့ရှိရင်လည်းမကြောက်နဲ့အချို့တွေကဗမာယူအစားအရာကိုကဆေးရဝင်ဆိုတော့ကြုံနေရတာဗောနော်ခွဲရမယ့်ဆိုလို့ရှိရင်အရင်ကြောက်တာခွဲရမယ့်အသားစာယူရမယ့်ဆိုအဲ့ဒီလူနာကကိုသွားခိုင်းတဲ့နေရာမသွားတော့ခွဲဆိတ်ဆေးရဝင်စီမသွားတော့ပြန်သွားပြီးတော့နှီးဆက်ရဗမာဈေးတွေနဲ့ကုနေတာတို့ဈေးတွေလိမ့်အခောက်တွေသွေးလိမ့် ဲ့လိုမျိုးတွေဟာတွေလုံနေတဲ့အခါမှာယောဂါကအဲဘီနိုင်းဘီနိုင်းဆိုတာကရိုးရိုးယောဂါတွေပေါ့နော်ခွဲစိန်ပြောက်မဲ့ယောဂါတွေကနေမလိကနဲ့ဆိုတာကအရင်ပွားများပြီးတော့အဲကင်ဆာတွေဘက်ကိုပြောင်းသွားတာမျိုးတခါတလေအချို့ကနော်ဟိုရန်ကူတွေဆိုတော့အသားစာကိုလည်းယူတာလည်းမဟုတ်ဘဲနဲ့အဲ့ဒါကိုဟိုဟိုဆေးတွေပေါက်ဒီဆေးတွေပေါက်နော်ဟိုတလေလောကဆိုရင် TikTok မှာတခါတည်းလိုက်တာမှဲမှဲဖြုတ်ပေးတယ်ဆိုတော့မှဲကိုသူတို့ကလေးဆေးတွေလူးတယ်ပြီးတော့ဆွဲဖြုတ်တာအဲ့ဒါကြီးပြုတ်ထွက်သွားတယ်နော် မျက်မှောက်ကျွန်းတို့ကျွန်းတို့ကျွန်းတို့ဆိုတာဗိုင်းရပ်စ်တွေပွားလာပြီးတော့အဲဗိုင်းရပ်စ်ကြောင့်မို့လို့ဆဲတွေမတရားပွားလာတဲ့ဟာအမြင့်တွေအောက်မှာရှိတယ်ပေါ့နော်ဒီဗိုင်းရပ်စ်တက်မယ်အဲခွဲအမြင့်တွေပါကုန်အောင်လုပ်မယ်အဲ့ဒါအပေါ်ကစားပြီးတော့ဆွဲထုတ်လိုက်တာလူတွေမနာမကျင်ပဲနဲ့လက်ကြီးနဲ့ဒီတိုင်းလောက်တာเนาะအဲ့ဒါတော့သွားပြီးတော့လူယုံကြီးကြီးအခုခံကြရတယ်တိလာဟိုစေးရုံစေးကန်းကြတော့ကြောက်တယ်အဲ့လိုဟာတွေကြတော့မကြောက်ဘူးเนาะအဲ့လမ်းဘေးမှာခုံလေးချပြီးတော့လောက်တာเนาะအဲ့ဒါမျိုးတွေပေါ့เนาะအဲ့တော့မှန်ကန်တဲ့ကုသမှုကို တကယ်ယုံကြည်ပြီးတော့လုပ်ပြီးပြီလားเนาะအဲ့ဒါတွေကိုလုပ်ကြည့်ဖို့အတွက်ကိုလိုတယ်ဆိုတဲ့ပုံစံမျိုးပြထားတယ်နောက်တစ်ခုကွင်းတော့ဆိုတယ်လာเนาะကိုကတိကျမှတ်ကန်တဲ့ဆုံးဖြတ်ချက်ကိုချဖို့လိုနေပြီเนาะတိကျမှတ်ကန်တဲ့ plan တွေချရမယ်အဲ့တော့အဓိကကမိခင် မိခင်ဘက်ကနေပြီးတော့ဆုံးဖြတ်ဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်မိခင်ဘက်ကတွေးတောနိုင်မှုအဲအသိပညာရှိဖို့စဉ်းစားဖို့ဆုံးဖြတ်ဖို့တွေလိုနေပြီသူကိုမိခင်ကသာပြည့်ပြည့်စုံစုံ decision ဆုံးဖြတ်ချက်ကိုချလိုက်မယ်ဆိုလို့ရှိရင်เนาะဘာတွေဖြစ်မလဲဆိုတော့ judgment judgment ဆိုတာကကျန်းမာရေးအဆောင်ကက်လို့တော့ဆရာမပြောဘူးတယ်เนาะအရင်ပြောပြောရှင်က post မှာလည်းရေးဘူးတယ်ကျန်းမာရေးညက်နေတဲ့သူတွေတော့ judgment ကက်ကိုစောင့်ကြတယ်အဲ့တော့အဲ့လိုမျိုးလုပ်လိုက်လို့ရှင်ကိုရဲ့ အမ်မကျန်းမာတဲ့သူတွေတောင်မှပဲ judgment ကတ်မှာဆိုရင် account တွေတည်းကနေပြန်ပြီးတော့ရှင်းတန်လာတယ်ခါမျိုးပေါ့နော်အဲ့တော့ဒီလိုမျိုးကုသမှုကုသတည်တည်တကြစနစ်တကြယူမယ်ဆိုလို့ရှိရင် judgment နလနလန်ထပြန်လဲကျန်းမာလာတာမျိုးတွေဖြစ်နိုင်တယ်ဆိုပြီးတော့ပြောထားတယ်နော်အဲ့တော့ဘာတွေဆောင်းရမလဲရှောင်းရမလဲနောက်ဆုံးဘာဖြစ်မလဲဆိုရင်3 of 3 of pentacles ရဲ့အဲ့ the cherry ရောက်ကဲနော်ဒီမှာလဲ၃ခုဒီမှာလဲ၃ခုနော်အဲ့တော့မိဘရဲ့ ကလေးရယ်ဆရာဝန်ရယ်เนาะဒီမှာလဲ cherry ရယ်ဆိုတော့လေ၃ခုမိဘရယ်ကလေးရယ်ဆရာဝန်ရယ်၃ဦး၃ဖလဲညီညွတ်ပေါင်းစည်းနိုင်တယ်ဆိုလို့ရှိရင်เนาะပင်မန်းတော့ပင်မန်းပဲငွေကုန်ကြီးကြရှိနိုင်တယ်ဒါပေမဲ့မှန်ကန်တဲ့ကုသမှုရလိမ့်မယ်เนาะဘာလို့ဆိုမိဘအကြီးပဲလဲကိုဖြစ်ချင်တိုင်းနဲ့ဖြစ်လို့မရအောင်ကလေးဘက်ကလည်း မထားပါတော့ဆရာဝင်ကဒီလိုဒီလိုတွေကြွေးရမယ်ဒီလိုဒီလိုတွေစေးတွေကိုတေချာမှန်အောင်တောက်ရမယ်ဒီလိုဒီလိုတွေရဲချင်းတွေပြန်ပြရမယ်တောင်းပွင့်လေးကျင်ငန်းတွေလောက်ရမယ်ဘာရင်းညာတွေစစ်ဆေးရမယ်ဆိုတဲ့အတိုင်းဆရာဝင်ရဲ့စကားကိုလည်းမိဘကနားထောင် မိဘရဲ့စကားကိုလည်းဆရာဝင်ကပြန်လည်နားထောင်ပြီးသွားရင် မိဘကဒီရည်ဒီရည်တော့မတက်နိုင်ဘူးဆိုရင်မိဘတက်နိုင်မယ်စေးဝါးတွေလေးကျင်ငန်းဌာနတွေနော်အပြင်စေးုံတွေမှာမတက်နိုင်ကျမ်းမာရေးအစိုးရဘက်ကနေရနိုင်တဲ့ဟာမျိုးတွေကိုညွှန်ကြားပေးတာမျိုးခက်လေးကိုလည်းမိဘက ဟိုမှန်ကန်တဲ့လေ့ကျင့်ပေးမှုတွေကုသပေးမှုတွေရအောင်လို့လုပ်ရမယ်ကလေးကိုယ်တိုင်ကလည်းစီတေချာပြတာတို့စီတေချာတောက်တာတို့လေ့ကျင့်ခန်းတွေတေချာလုပ်တာတို့ဒီလိုသုံးဦးသုံးဖလှယ်ပူပေါင်းပြီးတော့ညီမျှအောင်လုပ်မယ်ဆိုလို့ရှိရင် cherry ရောလိုရာခရီးကိုအဲပင်မန်းမယ်နော်သွားရတာခက်ခဲမယ်ဒါပေမဲ့ဒီစစ်သူကြီးကဒီမြင်းရထားသူ့ရဲ့သူထိန်ချောင်းနဲ့နော်မြင်းရထားဆွဲတဲ့နှစ်ရင် မြင်ရထားဆွဲတဲ့နှစ်နှစ်ကောင်ပေါ့နော်ဒါ original ကမဟုတ်လို့ original ကမှာဆိုမြင်ရထားဆွဲတဲ့မြင် space ရုပ်ထုနှစ်ခုကိုလိုရာကိုလိုရာပန်းတိုင်ကိုဆွဲနိုင်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးလေးပြောထားတယ်နော်အဲ့တော့ဒီ final cut ကိုအဲ clarify တုံးကထပ်လုပ်လိုက်ပါတော့အမှန်ဆိုလို့ရှင် the sun เนี่ยဒီမှာလည်းတွေ့လား wheel of fortune ထပ်ကြတယ် king of swords เนาะအဲ့တော့ ဒီမှာကပထမ queen of swords ဒီမှာက king of swords မိခင်ဘက်ကရောဖခင်ဘက်ကရောလိုတယ်เนาะပြက်သားတဲ့ဆုံးဖြတ်ချက်အဲအသိပညာဘ ഹു ဒုတเนาะဟိုဘယ်လိုခေါ်မလဲကိုယ့်ဘက်ကနေပြီးတော့လဲ season တကြကုသမှုအတွက်ကိုလိုက်နိုင်တဲ့အသိဉာဏ်ဘ ഹു ဒုတရှိဖို့လည်းလိုတယ်เนาะအဲ့လိုမျိုးရှိမယ်ဆိုရင်ဒီလက်ရှိမှာကြုံနေရတဲ့ကံကြမ္မာလဲပင်ကိုဒီလိုဆွဲလှည့်လိုက်သလိုเนาะကောင်းတဲ့ အဲကံကောင်းတာတွေကိုကိုယ့်ဘက်ကိုရအောင်လို့ကိုလုံနိုင်လိမ့်မယ်။နောက်ပိုင်းကျရင် the sun เนาะဒါလေးကိုတော့ပြန်အုပ်ထားလို့ the sun energy နဲ့ဒီဒီ the sun ရဲ့ original ကမှဆိုရင်ကလေးလေးကနေအောင်ကြီးအောက်မှာပျော်ရွှင်မြူးတူးပြီးတော့မြင်းလေးစီးပြီးထွက်လာတဲ့ဟာကိုသူ့ရဲ့ဖခင်ဖြစ်တဲ့နေမင်းကြီးကပျော်ပျော်ရွှင်ရွှင်ကြီးကြီးနုနုပီတိတွေဖြာပြီးကြည့်နေတဲ့ကံเนาะအဲ့တော့အဲ့လိုမျိုးတွေဒါလုံနိုင်မယ်ဆိုရင်ဒီကလေးကပြန်လဲပြီးတော့ကျမ်းမှာပျော်ရွှင်ပြီးတော့အဲတာယာတဲ့အခြေအနေတွေပြန်ရောက်လာနိုင်လိမ့်မယ်လို့ပြောထားတယ်ဒါကတော့ cut 1အတွက်ကိုဟောထားတာဖြစ်ပါတယ်ဒါက bottom of the deck ပေါ့နော် bottom of the deck က eight of cups နော် error ကဆိုတော့ကိုလုံးနေတာ၄ကိုရဲ့အရင်တော့လုတ်ခဲ့တဲ့အရာတွေမှားယွင်းနေတဲ့ဟာတွေရှိတယ်။အဲ့ဒီ error gap ကိုနောက်ကျောမှာလုံးဝထားခဲ့လိုက်ပြီးတော့ energy အသင့်နဲ့ရှေ့ဆက်ပါလို့ကြံဉျံပေးထားတယ်။ဒါကပိုင်ဝန်သမားတွေတော့ဟောခြင်းဖြစ်ပါတယ်။ပိုင်2เนาะဒီ crystal လေးကိုရွေးထားတဲ့ပိုင်2သမားလေးတွေရဲ့ဟောခြင်းလေးကိုကြည့်အောင် ပိုင်တူးသမားလေးတွေရဲ့လက်ရှိ energy ပေါ့နော်ပိုင်တူးသမားလေးတွေရဲ့ခက်လေးလက်ရှိကြုံနေရတဲ့ပြဿနာဒီ energy ကိုကြိုက်တယ်ဆိုရင်ပိုင်တူးကိုဆက်ကြည့်ပေါ့နော်အဲ့တော့ပိုင်တူးကလေးကရဲကျဲမာကြီးကညံ့နေတာမဟုတ်ဘူးเนาะကလေးကဘယ်လိုလဲဆိုတော့အဲပြောပြောလို့ဆိုလို့တိတ်ပြီးတော့စကားနားမထောင်တာဟိုပြောရလို့ရှိရင် autism တို့เนาะ ADHD တို့လို့ပုံစံမျိုးပေါ့เนาะကလေးကဟို အမေအဖေကလည်းဘာပြဿနာမှမရှိဘူးကလေးကလည်းမွေးကလေးကနေပြီးတော့ဘာပြဿနာမှမရှိဘူးဒါပေမဲ့နည်းနည်းကြီးလာတဲ့အခါမှာစကားပြောတာတွေနောက်ကြတာတို့အချို့ကလေးတွေကတက်တာတွေပါလိရှိတာတို့နော်ဒီမှာဆိုလို့ရှိရင် तू ကသူထင်ရတယ် तू လောက်ပြီး तू ရှောက်သွားနေပျော့ပျော့ကြီးပဲနော်အရှိမယောက်ကြီးရှိနေတယ်ပြုတ်ကြတော့မယ်တခြားဒီခွေးလေးတွေပါလေးတွေတတိပေးပြီးတော့ပြုံးကြအောင်ဟောင်းနေတာပေါ့နော်အရှိမအเจ้าကိုเจ้าဆိုပြီးပြောနေလဲ မရဘူးသူကမမြင်ဘူးပေါ့နော်သူ့အတွက်ဘာကအနေရရှိတယ်ဘာကဘေးအနေရရှိတယ်ဆိုတော့ကို तू မသိနိုင်ဘူးနော်ဥမာအမေဖေတွေကတားဒီကမလုပ်ရဘူးဆိုတော့ तू မသိဘူးကွာအဲအဲ့လိုမျိုးပုံစံမျိုးပေါ့နော်ဟိုတခါတလေသူစိတ်မထင်မထင်သလိုအနီးနားမှာရှိတဲ့ဟာတွေကိုဒေါသထွက်တာမျိုးအဲ့လိုဘယ်လိုခေါ်မလဲလွတ်နေရပါတော့အဲ့လိုမျိုးပုံစံမျိုးလေးရှိနေတယ်ဆိုတဲ့ဟာမျိုးကိုပြထားတယ်နော်ပုံလူကကျမ်းမာရေးအကောင်နော်ပုံပန်းသိမြင်ရလဲအကောင် အဲဒီပြဿနာကဘာဖြစ်နေမှန်းမသိတာသူ့ကိုထိန်ချုပ်လို့မရတာအဲ့လိုမျိုးလေးတွေဖြစ်နေတယ်လို့ပြထားတယ်เนาะအဲ့တော့ဒီ energy နဲ့ gain ဆက်ကြည့်ပေါ့เนาะအဲ့မှဆိုလို့ရှင် the wall နဲ့ the moon နဲ့အဲ့လိုမျိုးပြဿနာတွေကြောင့်မို့လို့မိဘတွေကသူတို့လည်းဆော့ဆော့ပိုင်ဝမ်းမှာလည်းဒီလိုကပ်ပါတယ်เนาะပိုင်ဝမ်းမှာလည်းဒီလို the wall ပါတယ်ဒါပေမဲ့ပိုင်ဝမ်းအားနဲ့ဒီအားနဲ့နှစ်ခုရှင်နိုင်ကြမတူတဲ့ energy the moon ကြောင့်မို့လို့ပေါ့เนาะ ဲ့တော့မိဘတွေကဒီကလေးကြောင့်မို့လို့တခြားလူတွေတို့များတဲ့နေရာတွေကိုမသွားမသွားဖြစ်တာဒီကလေးနားမှာပဲစောင့်နေရတာမျိုးပေါ့เนาะတော်ကြအဲအနေရတခုခုရှိမှာဆိုလို့တခုခုလောက်လိုက်မှာဆိုလို့တခြားသူတွေကိုသူ့ကိုသူ့ကိုအိမ်ထဲမှာတခုခုဖြစ်မှာဆိုလို့အနားမှာစောင့်ကြည့်နေရတာမျိုးကို့ဘာကိုပိတ်လောင်လာတာမျိုးအဲကို့ရဲ့အတိုင်းအဝိုင်းအချင်းအကျက်လေးထဲမှာပဲပိတ်လောင်နေရတဲ့ပုံစံမျိုးတွေရှိတယ်အဲ့ဒီတော့လည်းမိဘတွေကเนาะစိတ်ညစ်ရတာတွေเนาะအထီးကျန်ရတာတွေကို့အတွက်ဟို အဒီမှာဆိုရင်ရေမြုပ်နေတာပေါ့နော်ရေထဲကနေတိုးထွက်ပြီးတော့ကောင်းကင်ဘုံလွတ်မြောက်ဖို့အတွက်တရားထောင်ပြီးတော့တက်ချင်နေရဲဆိုတော့ပုံစံမျိုးတွေတွေ့ရတယ် nine no ones เนาะအဲ့တော့အဲ့ဒီလိုဖြစ်နေတဲ့အခက်အခဲတွေကိုလည်းကိုကြက်ကြက်ခံပြီးတော့ဟိုဘယ်လိုခေါ်မလဲတခြားသူတွေကိုလည်းမပြောရဲဘူးကိုဖကကိုပဲကြိတ်ပြီးတော့ဖြည့်ရှင်းနေတာမျိုးပေါ့နော်ကူတာမှုတွေလည်းယူနေတယ်အဲကိုကလေးအဲ့လိုမျိုးဖြစ်နေရဲဆိုတဲ့ဟာကိုလည်း တခြားသူတွေသိလို့ရှိရင်ကဲရဲမှာဝေဖန်မှာကိုကြောက်တာမျိုးတွေလည်းရှိနိုင်သလိုအဲအချို့ကြတော့လည်း901 energy နဲ့အချို့ဆိုလို့ရှိရင်အချို့တော့ရွာတွေမှာအယူတွေရှိရတယ်ဒီကလေးကဒီလိုဖြစ်နေပါလောက်ရတယ်ညာလောက်ရတယ်အဲ့ဘာတိုက်ကလာတာဘာဖြစ်နေညာဖြစ်တယ်နဲ့ကိုကလေးကအဲ့လိုမဟုတ်ဘူးဆိုပြီးတော့ကိုကကလေးဘက်ကနေပြီးတော့အကုန်လုံးပြန်ပြီးတော့ကာပြီးတော့ပြန်ကာခွေပြီးရန်လောက်ဖြစ်ရန်ဖြစ်ပေးနေရတာပေါ့နော်အဲ့လိုမျိုးတွေရှိရှိနေတယ်လို့ပြထားတယ်နော် ဲ့တော့ဒီမှာလည်း the full တွေ့လားသူ့ရဲ့ energy လည်း the full เนาะဒီတခါတလေဒီခလေးကိုမကြည့်ချင်တော့ပဲနဲ့ကိုကိုတိုင်ကလွတ်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 လပ်ပဲနေချင်တော့တယ်ဖြစ်ချင်တာဖြစ်တော့ဆိုတဲ့ပုံစံမျိုးเนาะဒါမှမဟုတ်ဒီခလေးကိုတိုင်ကလည်းဘလို့ပဲထိမ့်ချုပ်ထားတာ the full energy နဲ့လွတ်လွတ်လွတ်လပ်ပဲနေချင်တယ်သူ့ကိုလိုက်ပြီးတော့စူရာပူရာချော့ချော့တာเนาะဘလို့လှုပ်လှုပ်သူကမကြိုက်ဘူးပေါ့เนาะသူဖာသူနေချင်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုပဲပြနေရမျိုးတွေ့ရတယ်အဲ့ဒီအတွက်ကိုအဲ the hermit အဲ့လိုဖြစ်နေရကြပြီပေါ့နော်အဲလမ်းပြောင်းနေတယ်ဘာလို့အောင်လဲမသိဘူးပင်လယ်ထဲမှာဒီမှာဟိုမိအိမ်လေးနဲ့လာခဲ့မဲ့သူကိုစောင့်နေတယ်ဆိုတဲ့ဟာမျိုးလေးတွေ့ရတယ်အဲ့တော့ nine no gaps เนาะကိုမိဘတွေကတော့ဒီဒီကလေးတွေမိဘတွေကတော့အခြေအနေတစ်ခုပြည့်စုံတာမျိုးเนาะကိုမိမိသားစုကအတိုင်းဝိုင်းတစ်ခုအခြေအနေတစ်ခုမစိုးဘူးပေါ့လေတခြားအဲလူတွေလိုအရင်စင်ရဲ ပြက်လက်အဲ့လိုမျိုးအခြေအနေမျိုးတော့မဟုတ်ဘူးအခြေအနေတစ်ခုလေးတော့မစိုးဘူးเนาะရှိတယ်အဲ့လိုမျိုးလေးတွေ့ရတယ်တတတော်ဒါပေမဲ့ဒီဒီကလေးရဲ့ကျမ်းမာရေးကြောင့်ပဲเนาะဒီတိုက်ရင်ကြီးကမိလောင်တယ်လို့မျိုးတွေဘဝမှာအဆင်မပြေမှုတွေခါးစည်းခံနေရတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ငွေကြေးတွေပြည့်စုံပြီဒီမိသားစုကြီးကမตายအောင်ပူလောင်နေရတယ်ပေါ့เนาะအဲ့လိုမျိုးလေးတွေ့ရတယ်အဲ့တော့ 8 rockets เนาะ8 rockets ကလည်းဆော့ဆော့ rocket တွေနဲ့အတူတူပဲเนาะပိုင်ဝဲမှာလည်းဒါကြီးကြာတယ်။အဲ့တော့8 rockets ဆိုတော့ဒီအခြေအနေတွေကနေပြီးတော့ကြောခိုင်းပြီးတော့ထွက်သွားခြင်းတာမျိုးလမ်းရှာလို့မတွေ့တာမျိုးကိုယ့်အတွက်ကိုအမှန်တရားအဲမှန်ကန်တဲ့အဖြေတစ်ခုရရှိဖို့အတွက်ကိုဘယ်လိုရှာရမလဲဆိုပြီးတော့လမ်းပြောင်းနေတာမျိုးတွေတွေ့ရတယ်เนาะအဲ့တော့ဒီခလေးရဲ့ချမ်းမိုက်ခြင်းနဲ့ပတ်သက်ပြီးဘာကြီးသိတယ်လဲဆောင်းရှောင်းရယ်ဆိုပြီးတော့မေးလိုက်တဲ့အခါမှာ night of wands ရ Wheel of Fortune နဲ့เนาะ night of wands night of wands ဆိုတော့သူဝါသနာပါတဲ့ဟာတို့ဘာတို့เนาะသူစိတ်ပါဝင်စားတဲ့ဟာတို့ဘာတို့ကိုသူ့ကိုပေးပေးပြီးတော့လေးလာခိုင်းတာတာကောင်းတယ်ပေါ့เนาะဥမာ तू ကအထားပါတာစာအုပ်တွေထိုင်ပြီးပုံဆွဲနေရတယ်ကြိုက်တယ်ဆိုရင် तू ဝါသနာပါတယ် तू လှုပ်ချင်တဲ့အရာကို तू ကိုပေးလှုပ်လိုက်เนาะ အချို့ကလေးတွေကတူဝါသနာတစ်ခုစိတ်ထဲမှာတန်ရတန်ရတစ်ခုရှိတယ်တယ်ပေါ့နော်အဲ့လိုမျိုး तू သူ့ကိုသူမလုတ်ချင်တဲ့အရာကိုစိုးမလုတ်ခိုင်းတယ်ပေါ့နော်ဥမာ तू ကြောင်းလေးပိုင်ထားမယ်ဆိုလဲဒီကလေးမျိုးကဟိုလိုမျိုးကြောင်းနေမှာထားလို့ရမှာမဟုတ် तू မလုတ်ချင်တဲ့အရာတွေကိုစိုးမလုတ်ခိုင်းတယ်ပေါ့နော်တခါတလေအချို့ကလေးတွေကကြောင်းထားလို့ရတယ်ဒါပေမဲ့ကြောင်းမှာသူများကိုလုတ်လိုက်သူများနာသွားမယ်ဆိုတော့အဲသူများခုံမှာအတင်းလူမထိုင်ရအောင်ဆိုတော့သူများကို တွန်းလိုက်ကိုပြန်လောက်ခံရမယ်ဆိုတော့အဲ့လိုမျိုးတွေမသိဘူးနည်းနည်းဆိုးတဲ့ကလေးမျိုးတွေလည်းဖြစ်နေတတ်တယ်ဒီလို ADHD တို့ဘာလို့လို့နာမည်တက်ရလောက်အောင်ယောဂဆိုးနေရမဟုတ်ပေမဲ့မိဘစကားအောင်လည်းတိတ်နာမထအောင်ဘသူ့စကားအောင်လည်းတိတ်နာမထအောင်လည်းနည်းနည်းလေးပုံမှန်ကိုကနည်းနည်းအဲပြောလို့ဆိုလို့ခက်တတ်တဲ့ကလေးမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်သူတို့ကိုစိတ်မြန်လက်မြန်ရှိတာတွေဒေါသကြီးတာတွေအဲ့ဒါမျိုးတွေရှိတတ်တယ်ဒါပေမဲ့အဲ့ဒါကိုသူအယုံဝါသနာပါတဲ့အရာမှာစူးစိုက်ဖို့ အားပေးတာမျိုးအားပေးကူညီတာမျိုးတွေလုပ်မယ်ဆိုလို့ရှိရင် Wheel of Fortune သူသူရဲ့ဒီအခက်အခဲတွေကံကြမ္မာတွေကပြောင်းလဲလာနိုင်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပြောထားတယ်အဲဒီဟာနဲ့ပတ်သက်ပြီးတော့လည်းဥမာကုသမှုကလည်းတိကျတဲ့ကုသမှုကိုလည်းယူရမှာပေါ့နော်ဥမာဆေးရောဆေးကိုလည်းသူစိတ်လေပတ်သက်ပြီးသူလိုလိုတဲ့လိုတဲ့ဟာတွေပေးတဲ့ဟာတွေပေးခလေးဘက်ကလည်းအမူအကျင့်နဲ့ပတ်သက်ပြီးတော့ ီစိတ်မြန်လုံးတာဒေါသကြီးလုံးတာကိုကိုထိန်းချုပ်မရတာတွေကိုပြန်လဲပြီးတော့အဲ behavior ပေါ့နော်အမှုအကျင့်တွေနဲ့ပတ်သက်ပြီးသင်ကြားတဲ့ပညာရှင်တွေအုံနောက်အရောဆရာဝန်တွေလေ့ကျင့်ခန်းဆရာဝန်တွေနဲ့ပြန်ပြီးတော့ကျွေးနေညှိနှိုင်းတာမျိုးတိုင်ပင်တာမျိုးအကြံဉာဏ်တောင်းခံတာမျိုးတွေလုပ်ပြီးဆေးရောလေ့ကျင့်ခန်းရော အမှုအကျင့်ရောမိဘတွေရဲ့ပြုစုစောင့်ရှောက်ပုံမှာပြောင်းလဲမှသာဒီ wheel of fortune เนาะကံကြမ္မာတွေကပြောင်းလဲနိုင်လိမ့်မယ်လို့ပြထားတယ်။ ဘောဒုံတက်က page shortcuts နော် page shortcuts ဟုတ်တယ်အဒီဒါကလေးရဲ့ energy ကိုပြတာနော်တိတ်ပြီးတော့ तू ကဘာမှတိတ်ပြီးတော့မတွေးတတ်ဘူးနော်သူ့ကို तू ပဲတွေးတတ်တာမျိုးဖြစ်တယ်အဲ့ဒီအတွက်လည်းသူ့ကိုသွားပြီးတော့အပြစ်တင်လို့မရောက်တာသူ့ရဲ့သဘာဝပဲဖြစ်တယ်အဲ့တော့စောစောတော့ wheel of fortune ကို clarify လုပ်ထားတဲ့၃ကတ်ပေါ့နော်ဒါဆိုရင် hermit တဲ့ seven of swords ကဲ page shortcuts ကဲတွေ့လားဒီမှာလည်း page shortcuts ဒီမှာလည်း page shortcuts ူကတော့ပေါ့ပေါ့ပါပါပဲဘာမှလေးလေးနက်နက်တည်း तू တွေးမှာမဟုတ်ဘူး तू တိတ်ပြီးတော့ခံစားမှာမဟုတ်ဘူး तू စားကျင် तू စားမှာ तू အိတ်ရှင် तू အိတ်ရမှာ तू အဲသွားကျင်သွားရမှာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးရှိတယ်အဲ့ဒါကိုကိုကအတင်းအကျဲကြီးနေနော်ထိမ့်ချုပ်ပြီးတော့အဲပြောတဲ့အတိုင်းနေလောက်ရမယ်ဘာညာနေဆိုပြီးတော့သူ့ကိုဟိုသူ့ကိုဟိုဘယ်လိုဖိနှိပ်တာမျိုးတွေလုံလို့မရဘူးပေါ့နော်ဖိနှိပ်တာမျိုးတွေလုံမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ လမ်းပြောက်နေမယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်เนาะအဲ့တော့ဒါကတော့ပိုင်တူသမားတွေအတွက်ဟောကင်းဖြစ်ပါတယ်ဒါကြတော့ဒီရေတံလေးကိုရွေးထားတဲ့ပိုင်3ပိုင်3 day တွေရယ်ပိုင်3လာကြည့်ရတဲ့လူတွေခလေးရဲ့ပတ်သက်ပြီးလက်ရှိ energy ပေါ့เนาะပိုင်3ရဲ့ခလေးတွေကတဲ့ပိုင်3ရဲ့ခလေးတွေကအဲ ကြမကြအဲ့လိုချောင်းဆိုးရင်ကျက်တာတို့အလာဂျီဖြစ်တာတို့အဲ့လိုမျိုးပုံစံမျိုးတွေရှိသလားပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လာကြည့်တာနဲ့တူတယ်ဘာလို့လဲဆိုတော့ဒီမှာပန်းမင်လေးတွေပန်းပွင့်တွေအများများတယ်တခြားကတ်တွေထဲမှာရှင်းလိုက်လို့ရှိရင်နော်အဲဒီကလေးကဂျန်တဲ့ကိစ္စတွေပြဿနာမရှိဘူးဒါပေမဲ့သူ့ကိုကြည့်ရတာအမအနွေးတွေတွေအထက်အထက်နဲ့နော်အဲ့လိုလက်ရှည်တွေရောဘာတွေရောသူဝစ်ထားရတယ်သူ့ တခြားကိစ္စတွေသူစော့နေရလဲဖြစ်နေတယ်သူလုံးเสียရရှိတယ်သူလုံးနေဒါပေမဲ့သူပန်းမင်းနေကြတယ်မှာမို့လို့ယူနီထွေထွေလဲနေရတယ်ဒီပန်းမင်းနေများလုံးတဲ့အခါမှာအဲပန်းငွေတွေအနံ့နေအမွေးကြိုင်နေပန်းဝတ်မုံနေကြမို့လို့အဆုတ်ခဏခဏပြဿနာတက်တက်တာမျိုးနဲ့တူတယ်ပေါ့နော်ဒီ energy နဲ့ kait တယ်ဆိုစက်ကြည့်ပေါ့နော်အဲ့ဒီတော့တဲ့အရင်ဆုံးပိုက်2ရဲ့ပိုက်3ရဲ့မိဘတွေရဲ့ energy 6 of wands နဲ့ the handman နဲ့เนาะ uh six of ones six of ones ဆိုတော့အဲကိုမိဘတွေကခလေးနဲ့တနေရာထဲမှာနေတာမဟုတ်ဖွဲနဲ့ဖြစ်နိုင်တယ်ဗောနော်ဥမာထားပါတော့မိဘတွေတခြားမှာအလုတ်တော့လောက်တာမျိုးခလေးကတခြားမိဘတွေနဲ့နောက်ကိုလိုက်နေတာမဟုတ်ပဲနဲ့အဖိုးဖွားတွေဒေါ်တွေဘာညာတွေကជីជីထားပေးရတာမျိုးတွေဖြစ်နိုင်တယ်เนาะအဲ့တော့ ကလေးရဲ့ကျမကြီးနဲ့ပတ်သက်ပြီးစိတ်စိတ်အားမရတာမျိုးတွေခဏခဏခြူကြတာမျိုးတွေเนาะဒီမှာဇောက်တိုးဆွဲထားတဲ့ပုံစံမျိုးတွေရေအရင်အိမ်ထဲကိုပြုတ်ကြရေးတဲ့ခေါင်းနဲ့ကြတော့မှာเนาะအဲ့လိုမျိုးပုံစံမျိုးတွေဖြစ်နေတာခဏခဏရှိနေတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ် turn of coins เนาะအဲ့တော့မိသားစုမိသားစုအတွက်ကိုဘဝတွေတသက်ရနေရဖို့အတွက်ကိုပတ်စံနေရှာ နေရတာမျိုးတွေပို့ပြီးတော့ဖြစ်နိုင်တယ်အဲ့ဒီဒီမှာလည်းတွေ့လား the wall ပဲကြာပြန်ပြီเนาะပိုင်း1 2 3လောက်မှာဒီနေရာမှာဒီနေရာတွေမှာ the wall တွေပဲเนาะသိချလဲ share လောက်ပါတယ်အဲ့ the wall ဆိုတဲ့ခါကျတော့ဒါကလည်းအဲ့လိုပဲမိဘတွေကတခြားမြို့ရွာမှာ the wall က3ကက်လုံး3ကက်လုံးပါပဲမြဲအတိပယ်ယူသွားတာမတူဘူးเนาะဒါကကျတော့မိသားသမီးနဲ့တခြားနေအမိချားတဲ့နေရာမှာတနိုင်ငံတစ်မျိုးစီမှာเนาะကဘာချားနေတာမျိုးသွားပြီးတော့အလုံးလုံးနေရတာမျိုးတွေရှိတယ်အတိမကလေးကကြာပြီเนาะအဲ့တော့ night of wands เนาะ night of wands ဆိုတော့ခလေးဒီမကောင်းဖြစ်တိုင်းမှာကိုဟိုတခြားမျိုးမှာအလုံးလုံးနေရတဲ့ခါမှာချက်ချင်းကိုပြေးလာခြင်းပြီးတော့เนาะစိတ်မချရတာမျိုးတွေစိတ်ညစ်ရတာမျိုးတွေခဏခဏရှိတယ်ဒါပေမဲ့လည်းတကယ်တမ်းကျတော့ကိုကမလာနိုင်ဘူးပေါ့เนาะအဲ့လိုမျိုးပုံစံမျိုးတွေကြုံကြုံရတာမျိုးတွေ့ရတယ်အဲ့တော့ page of cups page of cups ဆိုတော့ဒီကလေးရိုင်းเนาะနည်းနည်းအရေရေနဲ့ပတ်သက်တာတခုခုဖြစ်တိုင်းအမြဲတမ်းပြဿနာတက်တယ်ဗောနော်အမအဲအေးအေးမိတာမျိုး ရေချိုးမာတာမျိုးနှာစည်းတာမျိုးနှာပိတ်တာမျိုးမိုးကြတဲ့အချိန်ဆိုတော့ကြာဖြားပြန်ပြီဒီမှာဆိုရင်တော့မိုးတွေရေတွေကြတဲ့ရေတွေထဲမှာသူကသူ့ခေါင်းကြီးကိုရေငုပ်သင်းမော့တွေမှာစီးတဲ့ဝတ်တဲ့ဟာမျိုးဝတ်ထားပြီးတော့ရေတွေတော်နေရပါတော့။ဟိုဘက်ပင်လယ်ထဲရေတွေထားပြီးတော့ဒီရေအိမ်တွေကိုလာခတ်ထည့်နေရ။နော်အဲ့တော့သူ့တကောလုံးမြေအမြဲတမ်းရေရွှဲနေတော့မှာပဲပေါ့။အဲ့လိုမျိုးပုံစံမျိုးလေးတွေဖြစ်နေတာကိုတွေ့ရတယ်။နောက်တစ်ခုက fight of particles အဲ့လိုဖြစ်နေလို့လဲခဏခဏပဲဒီမှာ သူမှထားပါထားပါသူကစားရင်းနဲ့ဒီမှာဆိုလို့ရှိရင်လေဒီစပားခင်းနေတဲ့မှာပြေလောကစားရင်းနဲ့မောလာတာမျိုးကြက်လာတာမျိုးဖြစ်နိုင်တယ်ပေါ့နော်သူ့အတွက်ကိုပတ်စံနေလဲတော်တော်ကုန်ခဲ့တယ်ကျမကြီးကလည်းငငယ်တဲ့ကနေတောက်လျှောက်ချူကြခဲ့တယ်ဆိုတဲ့ဟာမျိုးတွေတွေ့ရတယ်နော်ယာတိဥတုတွေသူနဲ့မတည့်တိုင်းတွေ့သူအဲ့လိုလဲကြသွားမတက်ကိုဖြစ်ရတာမျိုးပေါ့နော်အဲ့တော့ six orgasms six orgasms ဆိုတော့အချို့မိဘတွေကပြန်လာပြီးတော့ကလေးနားမှာ ပြန်ပြုစုတာမျိုးတွေလုပ်ဖို့အတွက်စဉ်းစားပြီးပြီးဆုံးဖြတ်ပြီးသွားပြီး plan လုပ်နေပြီးအချို့ဆိုပြန်လာနေပြီးတော့အဲခလေးနားမှာပြန်ရှိနေပြီဆိုတော့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့နောက်ဆုံးနှစ်ခုအနေနဲ့ပြောရမယ်ဆိုရင်ဒီခဏခဏဖြစ်နေတဲ့ကျန်းမာရေးပြဿနာနဲ့ပတ်သက်ပြီးဘာဖြစ်မလဲပေါ့နော် the food the food and fight of gaps နော်အဲ့တော့ဒီနှစ်ခုပြောရမယ်ဆိုရင် fight of gaps ဆိုတဲ့အတွက် energy အဲ အခုကတော့ဒီယောဂမျိုးကချက်ချင်းကြီးသူကပြောင်းမှာမဟုတ်ဘူးဗောနော်ကိုထင်တဲ့လောက်တော့လေဒီယောဂကစိုးတဲ့ယောဂမဟုတ်ဘူးဒီ fight dog က original cat ဒီမှာဆိုလို့ရှိရင်သူကခွက်၅ခွက်ရှိတယ်ခွက်၅က၃ခွက်မှောက်ကြနေတယ်ဆိုတဲ့ဟာမျိုးเนาะဒါပေမဲ့၂ခွက်ကအကောင်းရှိသေးတယ်အဲ့တော့ဒီကလေးကတခြားကလေးထက်စာရင်เนาะဒီကြမ်းကြက်တာတွေအဆုံနဲ့ပတ်သက်တဲ့ပြဿနာတွေငငယ်လေးအဆုံအားနေတာတွေရှိခဲ့တယ်ကြောင်းမို့လို့လဲခဏခဏဖြစ်နိုင်နေတယ်ဒါပေမဲ့အဲ့ဒါကအချိန်ကာလတစ်ခုထိပဲရေရှည်ကြီးကုလို့မရဘဲနဲ့စွဲသွားမဲ့ယောဂမျိုးမဟုတ်ဘူး เนาะကုလို့ရတယ်တဖြည်းဖြည်းတက်တာလာမဲ့ဟာမျိုးဒါပေမဲ့အဲ့ဒါကိုစောင့်ရရှောင်ရနေကိုပဲကိုကလှုပ်ဖို့လိုတယ်ပျောက်သွားဖို့ကောင်းလို့ရရလေးကိုလှုပ်လို့မရဘူးเนาะအဲ့ဒါအဲ့ဒါကိုတည်ထားဖို့လိုတယ် the fool เนาะခလေးကိုတိတ်ပြီးတော့တယောက်တည်းအလိုလိုက်လို့မရအောင်လွတ်ထားလို့မရဘူး ဆိုတဲ့ပုံမျိုးတွေ့ရတယ်။ဟိုသူစားကျင်တာစားသွားကျင်တာတော့အလုံးလုံးလို့မရအောင်နည်းနည်းဒီအဆုံမကောင်းတဲ့ကလေးတွေရင်ကျက်တက်တဲ့ကလေးတွေကရာသီဥတုအလိုက်ဆော့လုံးပြေလွားလို့ရင်လည်းချွေးတွေရွှဲဝိုင်းလည်းကိုချွေးနဲ့ကိုအေးအေးပတ်တာမျိုးเนาะအစားတောက်ကအစားသူတို့စားကျင်တာတွေစားလို့မျိုးအဲ့လိုမျိုးတွေကိုအဓိကအဲဂယူဆိုင်ပြီးတော့ကြည့်ဖို့လိုတယ်ဗောနော်တခါတလေ မိဘအရင်ရရိုက်ရိုက်ရဲပေမဲ့တခြားဆွေမျိုးသားချင်းအဖို့အဖွားတွေကအဲသူတို့သားသမီးမီးမျိုးကိုကာစီကာစီနဲ့မရက်ရဲတာမျိုးကလေးစားချင်းနဲ့ဆိုအလိုလိုက်ပြီးကြွေးလိုက်တာမျိုးတွေရှိတယ်ပေါ့နော်တကယ်လို့မိဘတွေသားပြန်လာပြီးကလေးနားမှာအနီးကနေနိုင်မယ်ဆိုရင်စီကန်းတင်းကျက်နိုင်မယ်ဆိုရင်ဒီကလေးလေးကခဏခဏကျက်တဲ့ဟာမျိုးကနေပြီးတော့အဲတဖြည်းဖြည်းထိနေလာလိမ့်မယ်ပေါ့ဒါမဲ့အသက်အပိုင်းခြားတစ်ခုရောက်ရင်ကပြောက်လုံးဝတော့မပြောက်ဘူးဒီရင်ချက်ပန်းတာဆိုတဲ့ဟာမျိုးတဖြည်းဖြည်းချင်းတက်တာသွားမဲ့ဟာမျိုးတော့ဖြစ်တယ်ပေါ့နော် အဲ့တော့ဒီ fight dot gaps ကိုထပ်ပြီးတော့ clarify လုပ်လိုက်တဲ့အခါမှာတော့ဒီမှာ nine dot source ရဲ့ four of guts ကနိုင်တော့ pentacles ကလေးတဲ့เนาะအဲ့တော့ပျောက်ဖို့ကြာတဲ့ယောဂတဖြည်းဖြည်းချင်းဒီဒီယောဂအကြီးကနေပြီးတော့ outgrow ဖြစ်သွားတဲ့ဟာမျိုးပေါ့เนาะကင်းသွားတာမျိုးပျောက်သွားတယ်လို့မပြောဘူးเนาะနည်းသွားတာမျိုးအဲ့တော့အဲ့လိုမျိုးအခြေအနေကတစ်ချိန်ချင်းကြာရင်ရောက်လာလိမ့်မယ်တစ်ချိန်ချင်းဆိုအချို့ဆိုရင် အလူပြိုအပြိုပေါ်ဝင်ရောက်သွားပြီဆိုရင်ဟော်မုန်းအပြောင်းလဲဖြစ်သွားပြီးတော့ကျန်းမာသွားတာမျိုးအရင်တော့တစ်လောက်တစ်ခါတစ်ခါသုံးခါလောက်အများနဲ့ကြက်ပြီးစိတ်ဝင်စေခဲ့ရောက်နေတဲ့ကလေးကရာသီဥတုအဲ့လိုအပြောင်းလဲဆူဆူရွရွဖြစ်မှသာပိုးဝင်မှသာ6လတစ်ခါလောက်မှသာကြက်တာမျိုးအဲ့လိုမျိုးပုံစံမျိုးကိုတဖြည်းဖြည်းချင်းသွားလိုက်မယ်เนาะအဲ့ဒီကြားထဲမှာအဲတိတ်ပြီးတော့အစိုးရိမ်မလွန်ဖို့เนาะအမ်ပျောက်ဖို့တော့မစင်စားနဲ့ပေါ့เนาะဒီမှာ ရဘက်တွေမှာအတွေးတွေများပြီးတော့ရှောက်စင်းစားပြီးတော့မပြောက်တော့ဘူးလားမသိဘူးဆိုစိတ်ပူပြီးတော့ထိတ်ကနေရှိဒီဆေးတစ်ခွက်မနဲ့ဆရာဝန်နဲ့ပြအဒီဆေးတစ်ခွက်မပြောက်သေးဘူးညနေဆရာဝန်နောက်တစ်ယောက်ပြောင်းပြပြီအဲ့လိုမလုံးနဲ့တည်တည်ချာချာဘိုးဘက်ကနေပြီးတော့ယောဂအကြောင်းလည်းတည်ထားဖို့လိုတယ်ဆောင်ရွက်ရှောင်ရွက်နေလည်းတည်တည်ချာချာတည်ဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးတွေအတိုင်းပြုစုဆောင်ရှောက်ဖို့ပဲလိုတယ်သူကတဖြည်းဖြည်းအဲကောင်းသွားမယ်ဆိုတဲ့ယောဂမျိုးဖြစ်တယ် เนาะအဲ့တော့ four rockets အခုချိန်မှာတော့ကိုစိတ်တိုင်းမကြရတာမျိုးတွေပါဖြစ်ဖြစ်မတက်တာဘူးဆိုတဲ့ဟာမျိုးတွေဖြစ်နေတာတွေကအသိရဲ့အတွေးတွေနည်းနည်းရှုပ်ရှုပ်နေတာအတွေးတွေများနေတာကိုပဲပြရတယ်တဖြည်းဖြည်းကောင်းသွားမယ်ယောဂဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကိုယ်မှာလက်ရှိဆုံးရှုံးသွားတဲ့ဟာကိုပဲမတွေးနဲ့အဲလက်ထဲမှာကြံနေသေးတဲ့အကောင်ခွက်တွေရှိသေးတာဖြစ်တဲ့အတွက်အဲ့ဒါတွေနဲ့ဒီကလေးကိုဂယူဆိုင်ဖို့အတွက်ကိုပဲအာရုံထားပါလို့ပြောချင်တယ်ဒီမှာလဲ bottom the deck က isogas เนาะ ဲ့တော့ရေတို့အချိုတွေတို့ဘာညာတို့နဲ့ပတ်သက်ပြီးတော့သတိထားအခြေအနေတွေကတဖြည်းဖြည်းအစအနေပြီးတော့ပြန်စမယ်ဆိုရင်ကောင်းမွန်သွားမယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ဒါကတော့ပိုင်ဆွေးလေးအတွက်ဟောခြင်းဖြစ်ပါတယ်အဲအားလုံးကျင့်တတ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီ reading ကိုဖတ်ကြည့်နားထောင်ကြည့်ပြီးတော့ energy ကြိုက်တယ်ဆိုလို့ရှိရင်တစ်ခုခုလေးမှတ်သားပေးပါ Facebook မှာပဲဖြစ်ဖြစ် YouTube မှာပဲဖြစ်ဖြစ် TikTok မှာပဲဖြစ်ဖြစ် energy ကြိုက်တယ်ဆိုရင် comment လေးတွေနဲ့ချိန်မြင့်ပေးပါအောင်လို့မြစ်တာရက်ခံပါတယ်ကျေးဇူးတင်ပါတယ်